အလုံးမဲမင်္ဂလာပါရှင်ဒီကနေ့ဖက်ပြခြင်းတဲ့စာအုပ်လေးကတော့စာရေးဆရာမောင်နေမျိုးရေးသားထားတဲ့မယားကြီးဆိုတဲ့ဝတ္ထုတော်ပဲဖြစ်ပါတယ်ကျမကတော့စာဖတ်သူညလင်းကိုဖြစ်ပါတယ်ရှင်မယားကြီးအခန့်တကိုအောင်သူဒါကအစိုးရခင်အင်းမူလေအေးမူဒါကတချင်းရေးဆရာကိုအောင်သူပေါ့ဟုတ်ကဲ့ရှင်တွေ့ရတာဝမ်းသာပါတယ်ဟုတ်ကဲ့ကျွန်တော်လည်းတွေ့ရတာဝမ်းသာပါတယ် တချင်းရဲ့ဆရာလေးကိုအောင်သူနဲ့အစိုးရခင်အေးမူတို့အားမြစ်တာနဲ့တစ္ဆာတီဝိုင်းကောင်းဆောင်ကိုဘုံကျော်အေးမိတ်ဆက်ပေးချက်ဖြင့်တိုးနဲ့အတူယခုကဲ့သို့မြင်ရတွေ့ရလေတယ်။တချင်းရဲ့ဆရာကိုအောင်သူဤနာမည်ကို၎င်းသူရေးသားဖွင့်ရခဲ့သော တေးတချင်းများကို၎င်းအစိုးရခင်အေးမူကကြားဖို့ခဲ့သလိုခင်အေးမူတည်ဆိုခဲ့သောတေးတံများကိုလည်းကိုအောင်သူကရေဒီယိုလေးလိုင်းတန်ထဲမှာကြားဖို့ခဲ့ပြီးဖြစ်၍ နာမည်ကြားရုံနဲ့လူချင်းရင်းနှီးပြီးတလို့ပဲဖြစ်နေတယ်။အေးမူဝမ်းတာလိုက်တာအကိုရဲ့အကိုတချင်းတွေကိုကြားဖို့ကလေးကအကိုတချင်းကိုအေးမူတိတ်ဆိုချင်တာပဲ။အခုတော့ဒီမြစ်တာနဲ့တစ္ဆာဝိုင်းမှာဆုံးပြီးစူးကြရပြီပေါ့လေ။ခင်အေးမူအီနှုတ်သွဲရှာသွဲပြောလိုက်တော့စကားတန်များကို ကြားလိုက်ရတော့ကိုအောင်သူအဖိုးပီတီများဖြာလာရတယ်။ဟုတ်ပါတယ်။အေးမူတို့နဲ့အကိုတို့နဲ့ဆိုတာဟာ ူးနဲ့တူအလုတ်ချင်းဆွေမျိုးတော်နေကြရတာမဟုတ်လားဟုတ်တာပေါ့အကိုရဲ့ကိုအောင်သူကခင်းအေးမူကိုအကဲခတ်တယ်လို့ကြည်လိုက်တယ်ခင်းအေးမူကပန်းတို့ရောင်ဂျော်ဂျက်လက်တို့ကိုဝတ်ထားပြီးဇာဘော်လီစထရော်ဘယ်ရီရောင်ရခိုင်လုံးကြီး သမင်ရုပ်စင်ကို ခက်တူတူဝတ်ထားတယ်သူမ၏နှခမ်းပါးကလေးကို ပန်းတို့ရောင်နှခမ်းဆိုးစိကိုခက်ပါပါဆိုထားတယ်သူမ၏ပင်ကိုကမတိမချားဖြစ်နေသော မျက်ခုံးမွေးကို ခက်တူတူလေးဖြစ်အောင်စိတ်နဲ့ဖြင့်ဆွဲထားလိုက်သေးတယ်။ကိုအောင်သူကသပင်းဆုပ်ပွားတိုက်ပုံခန်းရွံ့ရွံ့အပြင်ဘန်ကောက်လုံးကြီး တပန်နွမ်းကိုဝစ်စင်ထားသူဖြစ်ရကခင်အေးမှုနဲ့ရှင်လိုက်လျင်စည်ရင်ထုံးဖွဲ့မှုချင်းမှာမိုးနဲ့မြေကွာခြားနေရတယ်။သို့တော့ကိုအောင်သူ၏ခွန့်ရွက်ခဲ့သောတေးသချင်းများသည်ဂီတလောကတွင်ရေပန်းစားလျက်ရှိတယ်။ဂီတဝါဒနာအိုးများ၏အသေးစွဲတေးသချင်းများကို ကိုအောင်သူကရေးဆက်ခဲ့တယ်။ထို့ကြောင့်လည်းခင်အေးမူကကိုအောင်သူရေးဆက်ခဲ့သောတခြင်းများတိဆိုခြင်းမသည်ဟိုပင်ဖွင့်ဟပြောဆိုလာသည့်အထိဖြစ်ခဲ့ရသည်။ယခုလည်းမြစ်တာနှင့်တစ္ဆာတီဝိုင်းအတွေ့တခြင်းတိုက်ကြရန်အတွေ့စုံစည်းမိကြခြင်းဖြစ်တယ်။မြစ်တာနှင့်တစ္ဆာတီဝိုင်းတို့မရောက်မီကိုအောင်သူသည် တင်းမြစ်တာတီဝိုင်းတွင်တေးတခြင်းများရေးဆက်နေရမှထိုဝိုင်းနှင့်အစင်မပြေသည်ဖြစ် သူ၏မိတ်ဆွေဖြစ်သူ ကိုဖုံးကျော်၏မြစ်တာနှင့်တစ္ဆာဝိုင်းသို့ရောက်လာခဲ့တယ်။ထိုနည်းတူစွာပင် အဆိုတော်လေးခင်အေးမှုသည်လည်းပြည်သူရဲ့ဒုရိယာအဖွဲ့မှထွက်၍ထိုမြစ်တာနှင့်တစ္ဆာဝိုင်းသို့ရောက်ကာစုံမိကြခြင်းဖြစ်ပေတယ်။ကိုအောင်တို့တခြင်းနဲ့ခင်အေးမှုဆိုလိုက်ရင်တော့ကျုပ်တော်ဝိုင်းတခါတည်းနာမည်ကျော်သွားမှာပဲ။ဟုတ်တယ်။အေးမှုလည်းဒီလိုပဲယုံကြည်နေတယ်ရှင်။တီဝိုင်းကောင်းဆောင်ကိုဖုံးကျော်ဤစကားကို အေးမူကပြုံးရွှင်စွာထောက်ခံလိုက်တယ်။မိတို့ဆိုစေအေးမူကကိုအောင်သူနဲ့တွေ့ဆုံရ၍အပျော်ကြီးပျော်နေပေတယ်။အခန့်နှင့်အတန်သွင်းရမယ်နေဖြစ်တယ်။အတန်လွင့်ယုံကြည်စီတို့အေးမူနဲ့ကိုအောင်သူတို့ကစောစောစစ်စစ်ပင်ရောင်းနေနေတယ်။သူတို့တီဝိုင်းများသည်ရခင်ကလိုဒေသချင်းများဓာတ်ရိုက်အတန်မလွင့်ကြရပင်အတန်မလွင့်မီတလအနည်းဆုံး15ရက်လောက်ကကြိုတင်၍ မြမအတန်တေဂီတာ စီစဉ်ရေးမှုဤစီစဉ်ပေးချက်ဖြင့်အတန်လွှင့်ရန်အတန်သွင်းကြရသည်ထို့နောက်မှထိုသချင်းများကိုစီစစ်ပြီးမှအတန်လွှင့်ကြုံကလွှင့်ခဲ့တယ်ထို့ကြောင့်လည်းယနေ့အေးမှုနယ်ကိုအောင်သူတို့အတန်သွင်းရန်အတန်လွှင့်ယုံတည်ကြီးစီတို့ရောက်နေကြခြင်းဖြစ်တယ်အတန်သွင်းရန်အချိန်ကလိုသေးတော်လဲကိုအောင်သူနဲ့အေးမှုတို့ကြိုးရောက်နေနေကြသဖြင့်အောက်ထက်ရှိ စားတော့ဆိုင်ကြောင်ကြကြနေရတော့ဝင်ထားလိုက်ကြတယ်။အေးမူဘာတော့မလဲ။ဒါမှမဟုတ်တခုခုစားမလား။ကိုအောင်သူက မျက်လွာလေးချလိုက်ရဲ့ထိုင်နေတော့အေးမူကိုကြည့်ဝေးပြောလိုက်တယ်။အကိုကြိုက်တာသာမှားပါ။အေးမူ၏အမှုအရာမှာအေးစေးငြိမ်သက်လွန်လာတယ်။ထို့ကြောင့်ပင် ကိုအောင်သူက အားမလို့အားမရဖြစ်ရတယ်။ကိုအောင်သူကအေးမူကိုစူးစူးဆိုက်ဆိုက်ကြည့်နေမိတယ်။အေးမူကတော့ မြင့်လွာချထားစေပင်အေးမူဘာဖြစ်နေတယ်လဲဟင်ဘာမှမဖြစ်ပါဘူးအကိုရဲ့အိုးအကိုသိတယ်အေးမူအေးမူမှာအဖို့တစ်ခုခုတော့ရှိနေရမယ်ကိုအောင်သူကအေးမူအေးညှိုးလျတော့မျက်နှာကိုအကဲခတ်ရင်းကမေးလိုက်ရအေးမူကမူလေးအေးလေးဖြစ်ပင်ပြန်ဖြေးလိုက်တယ်အဖို့ရှိတော့အကိုကဘာတတ်နိုင်မှာတော့တတ်နိုင်တယ်လို့တော့ကိုကြီးမပေါ့အေးမူရာ ဘာတော့ပြောစမ်းခေါင်းကိုငုံလျက်လက်သေးလေးဖြင့်သပွဲကင်းကို အတိတ်ပဲမဲ့ချစ်နေတော့အေးမူကို ကိုအောင်သူကခက်လောလောပဲမေးလိုက်တယ်အေးမူရဲ့အိမ်တော်ကြီးကိစ္စပါအိမ်တော်ကြီးကဘာဖြစ်နေလို့လဲအေးမူရဲ့ယောက်ျားကိုသိန်းအောင်ကနောက်မရငယ်ယူထားတယ်လေဟမ်ဟုတ်လားဟုတ်တယ်ကြရွက်ကြပါပြီအကိုရေဘူးမှမဟုတ်ပါဘူးဒါပေမဲ့ အေးမူကစကားကိုဖြတ်၍ထားလိုက်တယ်။ကိုအောင်သူကလည်းအေးမူကိုကျင်နာသောအကြည့်နဲ့သာကြည်နေမိတယ်။ဟုတ်တယ်။အေးမူသည် အသက်ပင်ငယ်ရွယ်သေးတော်လဲအိမ်နောက်ရှင်မလေးတူဖြစ်တယ်။သူမနဲ့နှစ်ဦးချင်းကြာ၍ပေါင်းလာသောကိုသိန်းအောင်မှာသူမနဲ့အိမ်နောက်ကြပြီးတစ်နှစ်ကျော်နှစ်နှစ်ခန့်ကြာတယ်။နောက်မယင်ငယ်ယူတော်တယ်။မယင်ငယ်ကိုလည်းခက်ပြောင်ပြောင်ပင်ယူလာပြန်တော့အေးမူမှာဘာမှမပြောတာ။ အင်းမို့ကိုချစ်ပါတယ်။ဒါပေမဲ့ဒီနောက်ယူတဲ့မရကိုတနာလို့ပါ။ဤအကြောင်းပြချက်ဖြင့်မရငယ်ယူတော့အင်းမို့မှာ စိတ်ဆင်းရဲရတယ်။ငငယ်ရွယ်ရွယ်အိမ်အောင်ပြုတ်ခဲ့မိပြီးသူချစ်ကိုချစ်ဖြင့်ယူလာခဲ့သောအိမ်အောင်ဖြစ်၍ဤလိုပြဿနာမျိုးပေါ်ပေါက်လိမ့်မည်ဟုမထင်ခဲ့သောအင်းမို့အဖို့ယခုတော့စိတ်ဆင်းရဲရပဲပြီ။ဤသို့ဖြင့်ချစ်လင်ကိုသိမ့်အောင်ကအေးမူကိုကျင်းနာမှုလျှော်လာတယ်။ ချစ်ခင်မို့နေပါလာတယ်။ဘယိုးဆိုင်မို့မရှိသလားဖြစ်လာတယ်။အေးမို့နေထိုင်ရာအိမ်တော့ပြန်အိပ်သည့်အခါမှအိပ်တယ်။မအိပ်သည့်ရက်လည်းရှိရဲ့။ဒါတွေကိုအေးမို့ကစိတ်ဆင်းရရတယ်။ထို့ကြောင့်လဲယခုခေတ်တော့မှိုင်နေရခြင်းဖြစ်တယ်။ဖြစ်ရလေအေးမို့ရဲ့။ကိုအောင်သူကအေးမို့၏ဖြစ်ရအလုံးစုံကိုကြားသိရတော့သူပါစိတ်မကောင်းဖြစ်ရတယ်။အေးမို့လိုမိန်းကလေးတယောက်ကိုများ အင်းမယောက်ျားကပြစ်ပြီးမြေငယ်ယူတယ်ဆိုတာဖြင့် အကိုတော့စဉ်းစားလို့မရဘူးအင်းမရဲ့ကိုအောင်သူ့အဖို့အင်းမအားအီးမြသာပြောနိုင်တယ်သူကိုယ်တိုင်လည်းလွတ်လပ်သူတယောက်တော့မဟုတ်ကိုအောင်သူတည်းလည်းလွန်ခဲ့သော၅နှစ်ခန့်ကအိမ်အောင်ကြခဲ့ပြီးတမိကလေးတယောက်ပင်ရခဲ့ပြီဖြစ်တယ်ထို့ကြောင့်လည်းအင်းမ၏အဖြစ်ကိုတနာကျင်နာသည်မှအပါမိတို့များမတတ်နိုင်ပေအင်းမကိစ္စအကိုဘာလို့ပြရမလဲ ဟိုအောင်သူက အေးမူအပေါ်မယုံနာပေါ်လာတယ်။ထို့ကြောင့်လဲဤကဲ့သို့မေးမိခြင်းဖြစ်တယ်။အေးမူပြောပြီးပြီးတော့အကို အကိုကအေးမူကိစ္စကိုဘာများတက်နိုင်အောင်မာတော့လို့ဟာဒီလိုလဲမဟုတ်ဘူး။အေးမူယောက်ျားကိုသိအောင်ကိုအကိုလိုက်ပြီးအိုးမရပါဘူးအကိုရဲ့မရပါဘူး။အကိုထဲကြောက်ရတဲ့လူပြောတာတော့မရခဲ့ပါဘူး။သူကသူ့မြင်ငယ်ကို မြန်တော့နေမိပဲအကိုရဲ့တကြမင်းစင်ပြောတာတော့မရပါဘူးအေးမူကြည်ရသည်မှာစိတ်ပြက်အာရုံနေသည်ဟန်ရှိတယ်အေးမူအေးချစ်စွယ်ကောင်းသော မျက်နှာကလေးမှာညှို့လျားနေတယ်အေးမူကတော့အကိုစိတ်ချမ်းသာအောင်လှုပ်ပေးမယ်ကိုအောင်သူကအေးမူအတွက်တမ်းမဏိဆုံးဖြတ်ချက်ဆုံးဖြတ်လိုက်တယ်အေးမူအေးညှို့လျားနွမ်းနေသောနှလုံးသားသည် အပြုံးစကားကိုဖြေကြားခဲ့ရပေပြီအခန့်တော့ ပျော်မိတယ်။ယခုတလောအေးမူအီတေသချင်းသည်နေစဉ်လိုလိုပင် ရေဒီယိုလေးလိုင်းတံမှကြားနေရတယ်။တောတာရှင်တို့ကလည်းအေးမူအီတချင်းများကို အသေးဆွဲဖြစ်လာတယ်။အေးမူအီနာမည်ကျော်လူကြိုက်များသောတေသချင်းများကကိုအောင်သူရေးပေးသောတေသချင်းများပင်တည်းထို့ကြောင့်ကိုအောင်သူကပြောမိတယ်။သူရေးဆက်ပေးသော မောင်ကြီးလာပါတော့တချင်းနဲ့မေးရရှာသူတချင်းများသည် အေးမူဤဘဝနှင့်ဟမ်းမိသလိုလူတိုင်းဤပါဇက်ပြားတွင်ရေပန်းစားလာခဲ့တယ်။အထူးသဖြင့်တက္ကသိုလ်ကျောင်းသူကျောင်းသားတို့၏အသေးကျော်တခြင်းများအဖြစ်ကြော်ကြားလာခဲ့တယ်။ခင်အေးမူခင်အေးမူခင်အေးမူဂီတလောကတွင် တောင်းတော့နာမည်ကြော်ကြားလာခဲ့သူကတော့အဆိုတော်လေးခင်အေးမူသို့မဟုတ်အေးမူပါပဲ။အေးမူသည်အစိုးရအခမ်းပွဲများတက္ကသိုလ်ညစာစာပွဲများ ကားပွဲများ ဧကံပွဲများတိုင်းတွင် သူမပါမပြီးလောက်အောင်ဖြစ်ခဲ့ရသည်။ရုပ်ရှင်များတွင်ပါအေးမူအီညင်ညောင်းသောဂီတတန်လေးတို့ကပြန့်လွင့်ခဲ့ရာကြားခဲ့ရသည်။အေးမူအီတေးတန်သားသည် တိုင်းပြည်တော်ငယ်ပြက်နှံကြောကြာရေပန်းစားခဲ့ရပေပြီ။ဒါတွေအားလုံးအခုကျေးဇူးတွေပါအခုရဲ့အေးမူကကိုအောင်သူနဲ့တွေ့တာဤနယ်ပြောတယ်။ကျေးဇူးတရားတည်တဲ့သူလေးတယောက်ပင်ဖြစ်တယ်။ အခုချင်းတွေကြောင့်အေးမှုနာမည်ရလာကြောင်းကိုတော့ဂီတစာတောင်းနဲ့တခြားဂျာနယ်မဂဇင်းတွေကိုပြောလိုက်ပါအခုရင်ချစ်စပွဲအပြုံးပိုင်ရှင်မာလေးအေးမှုကအီတို့ပြောလိုက်တော့ကိုအောင်တို့မှပီတိဖြစ်ရပြန်တယ်။ဘာပဲဖြစ်ဖြစ်အခုတချင်းကိုအေးမှုကစနစ်တကျစူနိုင်လို့ဆိုတော့ညင်းလို့မရပါဘူး။ကိုအောင်တို့ကအေးမှုကိုချီးမွမ်းခံဖွင့်ရတယ်။အေးမှုကတော့တွားကလေးများပေါ်အောင်ပြုံးရွေနေတယ်။ဒီနောက်တော့ ကိုအောင်သူနဲ့အေးမူတို့နှအိုးကိုတတပွဲတွဲနဲ့တွေ့နိုင်တော့တယ်။ရုပ်ရှင်ရုံများ၌၎င်းဧကံဘွဲများ၌၎င်းအတန်လွင့်ရုံ၌၎င်းတွဲလျက်တွေ့ရတယ်။အေးမူပျော်ပျော်သာနေပါကွယ်။ကိုအောင်သူကအေးမူစိတ်ချမ်းသာစွာနေရန်လိုလားသည်နှင့်အမျှအေးမူ၏အကြိုက်ကိုလိုက်ခဲ့တယ်။အကိုအေးမူရုပ်ရှင်ကြည့်ခြင်းနဲ့သွားလေ။အကိုမှတ်တိတ်တထဲလောက်ဝဲပေးမယ်လေ။ အကိုပေါန်တာပုံနေပြီသွားဝယ်ရအောင်လေစသည်စသည်ဖြင့်အေးမူကပူစားလေသမျှကိုအောင်သူကညင်းခဲ့သည်မရှိခဲ့ဤကဲ့သို့အေးမူအပေါ်ကိုအောင်သူကအဖေကြောင့်အလိုလိုက်အကြိုက်ကိုဆောင်ရွက်နေတယ်လေနောက်ဆုံးအဖေကအေးမူကိုတနာတယ်နောက်တော့ချစ်တယ်ဒါပဲဖြစ်တယ်တို့ဖြစ်၍ကိုအောင်သူကအေးမူအပေါ်ချစ်၍အလိုလိုက်အကြိုက်ဆောင်ခြင်းဖြစ်ရာ အေးမူကလည်းကိုအောင်သူအပေါ်အဖဲကြောင့်ຫນွယ်စိုးဆိုးလေတယ်။အဖဲကြောင့်ကိုအောင်သူနဲ့သာတတွဲတွဲသွားနေတယ်။အဖဲကြောင့်အရာရာကိုကိုအောင်သူကသာပူဇော်လေတယ်။အဖေကတော့ရှင်းတယ်။အေးမူကလည်းကိုအောင်သူကိုချစ်တယ်။ဒါပဲဖြစ်တယ်။အေးမူနဲ့အကိုတို့ရဲ့ဘဝဟာ အိမ်မက်လိုပဲသဘောထားပါအကိုရဲ့အေးမူကတခါတည်းရန်သူတို့နှုတ်ဦးဘဝကို တွေးမိတော့ဤသို့ပင် အားငယ်စကားပြောကြလိုက်တယ်။အေးမိုဤစကားကိုအောင်တို့ကတွေး၍စဉ်းစားနေတယ်။ကြားတော့ကြားပြီ။သူတို့နှစ်ဦးဤဘဝသည်တူးကိုတူးချစ်လျက်နဲ့မတင်မကြဖြစ်နေခဲ့သောနေလာချင်းများကကြားခဲ့ပေပြီ။ထို့ကြောင့်လဲအေးမိုကထို့သူပြောလိုက်ဟန်တူတယ်။အေးမိုဟင်ဘာလဲအဖို့ရုတ်တရက်ကိုအောင်တို့ကခေါ်လိုက်တဲ့ဖြင့်အေးမိုသည်ပင်လန့်ကထူလိုက်မိတယ်။ အင်းမူအကိုလက်ထပ်ယူမယ်။အိုးမဖြစ်ပါဘူးအကိုရဲ့။ကိုအောင်သွေးစကားကိုကြားရတော့ဝမ်းသာသလောက်အံ့ဩ၍သွားတယ်။သို့တော့မဖြစ်နိုင်ဟုယုံကြည်၍ဤသို့ပြောလိုက်ခြင်းဖြစ်တယ်။သူတို့နှအိုးသည် အနာအဖွဲမကင်းသူများပင်မဟုတ်ပါလား။အိုးဘာလို့မဖြစ်ရမလဲဖြစ်ရမယ်။အကိုအင်းမူရောအကိုအိမ်တော်ရှင်မစိတ်မစင်းရတဲ့အကြံရထားပြီ။ဒီတော့အကိုအင်းမူကိုလက်ထပ်ယူမယ်။ ကိုအောင်သူကသူ၏ဆုံးဖြတ်ချက်ကိုစုပ်ပင်ပြောနေလေတယ်။ကိုအောင်သူသည်လူကသာအမှုပညာသမားဖြစ်တော်လဲသူဆုံးဖြတ်ပြီးတော့ကိစ္စမှန်သမျှကို လုံးဝရှိသည်ကိုတော့အေးမူကသိပြီဖြစ်တယ်။ဘာလဲအေးမူကအကိုမချစ်လို့လား။အိုးဒီလိုမပြောပါနဲ့အကိုရဲ့။အေးမူအကိုကိုဘလောက်ချစ်တယ်ဆိုတာအကိုအသိဆုံးမှာ။ဒါဖြင့်အကိုအကြံကိုဘာလို့မလိုက်နာနိုင်ရမှာလဲ။ ါကတော့အကိုဟာစိတ်ကူးရင်ဆန်လွန်းလို့ဘာပြောရဲအေးမူကိစ္စတခုကိုတော်အောင်နှွန်းနှွန်းနဲ့နေရတာထက်ပြက်ပြက်တတဆုံးဖြတ်ရတာနဲ့လုံရဲကန်ရဲတာအကောင်းဆုံးပဲအဲ့ဒီတော့ဘလို့လုပ်မလဲအေးမူကကိုအောင်သူကြီးစကားကို ကောက်မေးလိုက်တယ်အဲ့ဒီတော့လာမယ့်စနေနေ့မှာတွေ့နေကြအတန်လွင့်ရောင်လက်ဖေးဆိုင်မှာ အကိုမနစ်၁၇နှစ်ကစောင့်မယ်အေးမူအိမ်ကအပီးထွက်ခဲ့ဘာပစ္စည်းမှမယူခဲ့နဲ့ ရုံးသွားပြီးလက်ထပ်မယ်နော်။သိလား။အင်းမအကိုရဲ့အခန်းလေးစနေနေ့ယနေ့အေးမူနဲ့ကိုအောင်တို့ရုံးတဲ့လက်ထပ်ရမယ်နေ့ဖြစ်တယ်။ကိုအောင်တို့ကလက်ဖက်ရည်ဆိုင်တွင်နက်နက်စင်နာရီကပဲရောက်နေတယ်။အေးမူလာမယ့်အချိန်ကိုသာစောင့်နေတယ်။ကိုအောင်တို့ကအေးမူနဲ့လက်ထပ်ပြီးရင်သူမယားကြီးအားကျေနပ်အောင် ပြောယူကအေးမူနဲ့အတူ နေမီဟိုစိတ်ကူထားတယ်။ မြည်သည့်နင်းနှင့်မစိုးသူများကြီးကလည်းသူ့ကို ချစ်လွန်းသူဖြစ်သည်ဖြင့်သူ့အပေါ်ခွလွန်မည်ဟုယုံကြည်ထားတယ်။ထို့ကြောင့်လည်းသူကတွေးရင်ကျေနပ်နေတယ်။ဆယ်နာရီခွဲအေးမူကပေါ်မလာသည်။ကိုအောင်သူကသာနာရီတကြီးချင်းနဲ့ညော်နေရသည်မှာ ပို၍ရင်မောလာတယ်။အချိန်ကနေလာလေလေ ကိုအောင်သူအဖို့ရင်ဖို့ရလေဖြစ်တယ်။ လာမလာပါမလားဟောတော့တန်တရားကလည်းဖြစ်ပေါ်လာရတယ်။စက်တနာကြီးထိုးလေပြီ။အေးမူကအစအနာပဲမမြင်ရသေး။ဒီမှာကိုအောင်သူဆိုတာကျကျွန်တော်ပါပဲ။ရုတ်တရက်လူရွယ်တယောက်ကသူ့အာလာမေးသဖြင့်သူက အထစ်ထစ်အငေါငေါဖြစ်ဖြေးလိုက်တယ်။အော်ဒီမှာစာပြောပြောဆိုဆို အိတ်ထဲမှာစာရေးအပြာကလေးကိုထုတ်ပေးလိုက်တယ်။ထို့နောက်ထိုးလူရွယ်က ူ့ကိုကြောခံ၍ထွက်သွားတယ်။ကိုအောင်သူက စာအိတ်ကို တုံရီသောလက်များဖြင့်ဖွင့်ဖန်လိုက်တယ်။စာမှာခင်အေးမူထံမှာစာဖြစ်နေတယ်။ပို့၍ရင်ဖို့ရပြန်တယ်။အေးမူချေရတဲ့အကိုအေးမူလေအကိုကိုချစ်ပါတယ်။အကိုဒီစာရေးရတာလဲအကိုကိုချစ်လွန်းလို့ရေးရတာပါ။အကိုဟာအေးမူကိုဘလောက်ချစ်တယ်ဆိုတာလဲအေးမူသိပါတယ်။အကိုမြစ်တာကိုလည်း အေးမှုယုံကြည်ပါတဲ့အကိုရဲ့ဒါပေမဲ့လေအကို အေးမှုကိုလက်ထက်ယူလိုက်ရင်အကိုရဲ့ချစ်စနီးဟာအကိုမရေငယ်ယူလို့ခံစားရမဲ့စိတ်ဒုက္ခဟာအေးမှုကိုယ်တိုင်အေးမှုယောက်ျားမရေငယ်ယူစဉ်ကခံစားရတဲ့စိတ်ဒုက္ခလိုပဲရှိမှာကိုအေးမှုတွေးပြီးကိုချင်းစာမိရဲ့တနာမိတဲ့အကိုရဲ့ဒီတော့အေးမှုအကိုကိုချစ်လျက်နဲ့ပဲ အကိုချစ်တဲ့အေးမူကိုအောင်သူကအေးမူအေးစားကိုစုံအောင်ဖတ်ပြီးသည့်နောက်ဝဲတက်ပြင်းရေကြီးကိုသာခြာလိုက်မိလေတယ်။ဟုတ်ကဲ့ပါရှင်။စိုင်းစရာမောင်နှမျိုးရစ်တာထားတယ်။မယားကြီးဆိုတဲ့ဝတ္ထုတိုလေးကဒီနေရာလေးမှာပဲပြီးဆုံးသွားပြီဖြစ်ပါတယ်ရှင်။နားစင်သူအားလုံးစိတ်ချမ်းသာခြင်းကိုယ်ဤကြံပါခြင်းနဲ့ပြည့်စုံကြပါစေရှင်။